်မင်္ဂလာပါရှင် ကျမတော့ဖူအီနွယ်ပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့တဲ့တွေကိုတင်ဆက်ပေးမှာပါခွင့်ပြန်အလုသမားတွေအနေနဲ့ပြည်ပအလုကန်အလုသမားတသက်ခံကတ်လုတ်ဖို့အတွက်နေပြီးတော့အထိရှောက်ရမှာဖြစ်တယ်လို့စစ်ကောင်စီဩဇာခံအလုသမားဝန်ကြီးဌာနရဲ့အလုသမားညွှန်ကြားရေးဦးစီးဌာနကအသိပေးထားပါဗျ အရင်ကခွင့်ပြန်အလုပ်သမားတွေအနေနဲ့ OWIC ကတ်ကိုမရန်ကုန်မြို့နယ်ရှိရန်ကုန်တိုင်းအလုပ်သမားညွန်ကြားရေးဦးစီးဌာနရုံးမှရှောက်ထားပြုလုပ်ရတာဖြစ်ပြီးအခုပြန်ဖွင့်ပေးလိုက်ပြီးတဲ့နောက်မှာ နေပြည်တော်ကိုပေးဖို့ရှောက်ထားရမှာဖြစ်တယ်လို့ဆိုပါတယ်နေပြည်တော်ကိုစာတိုက်အမြန်ချောနဲ့စာရွက်စာတမ်းစုံလင်စွာတင်ပြရမှာဖြစ်ပြီးခွင့်ပြုချက်ရရင်မြောက်တကုံရုံးမှထုတ်ရမှာဖြစ်ကြောင်းလက်တလောတော့ဆက်တွေပြောင်းရွှေ့တက်ဆင်နေစေဖြစ်လို့ခိတတီးခန့်စောင့်ဆိုင်ပေးကြဖို့အဲ့ဒီဌာနကအသုံးပြုနေတဲ့ Telegram အကောင့်ကနေအသိပေးထားတာပါ စစ်ကောင်စီရဲ့လုံထမဝင်ကြီးဌာနကဖေဖော်ဝါရီ14ရက်ကစပြီးခွင့်ပြန်လုံထမတွေအပါအဝင်ပြည်ပထွက်လုံလုံမဲ့သူတွေအတွက် OWIC ကတ်ထုတ်ပေးတာကိုရည်နာခဲ့တာဖြစ်ပါတယ်။ဒီကာလအတွင်းပြည်ပမှာလုံလုံဖို့ထွက်ခွာမဲ့သူတွေရဲ့စီရင်စီစစ်တာ OWIC ကတ်ထုတ်ပေးတဲ့ဆက်တွေမှာတက်ဆင်ထားတဲ့ software တွေပြုပြင်တာ OWIC ကတ်ထုတ်ပေးစင်တာတွေတနေရာတွေပေါင်းစည်းလိုက်တာအလုပ်ရှင်လုံထမစာချုပ်ချုပ်တဲ့နေရာတွေတစုတစည်းတည်းဖြစ်အောင်ပြင်ဆင်တာစားတဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေတာကြောင့် OWIC ကတ်ထုတ်ပေးလုပ်ငန်းစဉ်တွေကိုခိတရက်ဆိုင်ခဲ့တာဖြစ်တယ်လို့အဲ့ဒီဌာနကထုတ်ပြန်ထားပါတယ်။ကတ်ထုတ်ပေးတဲ့လုပ်ငန်းစဉ်ရနာထားချိန်မှာအလုပ်စာချုပ်ချုပ်ပြီးထွက်ခွာမဲ့အလုပ်သမား9000နီးပါးကထွက်ခွာမရပဲစောင့်ဆိုင်နေကြရပါတယ်။အဲ့ဒီနောက် OWIC ကတ်အသစ်ပြုတ်လို့လူတွေကိုမတ်လ20ရက်ကစပြီးပြန်လည်ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကလက်ဝယ်ထားရှိထားတဲ့ခွင့်ပြန်အလုပ်သမားတွေခွင့်ရစီလို့ပြန်မယ်ဆိုရင် မတ်လ18ရက်ကစလို့လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့အတူလျှောက်ထားပြီးတော့ပြည်ပကိုတွားရောက်အလုပ်လုပ်ကင်ဖို့အတွက်ခွင့်ပြုချက်ရယူရမယ်လို့လည်းကနအူးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်စကူလီယင်းဆိုတဲ့ရုပ်ရှင်ပြပွဲကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမတ်လ16ရက်ညနေ4နာရီကပြုလုပ်ခဲ့ပါတယ် စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက်ရမငွေရရှိရေးစစ်ဘေးဒဏ်သင့်ပြည်သူတွေကိုလှူဒါန်းနိုင်ဖို့ရည်ရွယ်တဲ့ဒီရုပ်ရှင်ပြပွဲကိုဝင်းကျေးထိုင်းပန့်ငွေ200ကျပ်နဲ့ညနေ4နာရီမှတစ်ချိန်ညနေ6နာရီမှတစ်ချိန်စုစုပေါင်း2ချိန်ပြသခဲ့တာပါရုပ်ရှင်ပြပွဲတွေကိုထိုင်းနိုင်ငံအပြင်စင်ကာပူနိုင်ငံမှာလည်းပြုလုပ်နေပြီးဒီပြပွဲတွေကနေရရှိလာမဲ့ငွေကြေးတွေကိုဒေတာအသီးသီးကစစ်ဘေးစစ်ဒဏ်သင့်နေကြရတဲ့ပြည်သူတွေအတွက်လှူဒါန်းပေးသွားမှာဖြစ်တယ်လို့မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Moses Mark ကပြောပါတယ် ဒါ့အပြင်ရုပ်ရှင်လက်မှတ်တွေကိုပြဝဲပြသရနေရာမှာဝယ်ယူနိုင်တယ်လို့ online ကနေတဆင့် page messenger ကနေလည်းဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။စက်ကူလေရင်ဖြစ်ရမှန်ရုပ်ရှင်ဇာတ်ကားကိုရုပ်ရှင်သရုပ်ဆောင်အောင်မြင်မြတ်တဲ့အတူတော်လိုင်းအင်အားစုတွေပါဝင်သရုပ်ဆောင်ထားတာဖြစ်တယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းအတွင်းမှာအကျန်းဖက်တက်ဖြတ်မှုတွေကြောင့်ရသား9304ယောက်သေဆုံးခဲ့ပြီးတော့9988ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ data for မြန်မာကထုတ်ပြန်လိုက်ပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ ဆရာနာသိန်းစားကနေ2025ခုနှစ်မတ်လအထိအကျန်းဖက်တပ်ဖြတ်မှုတွေကြောင့်စကိုင်းတိုင်းမှာအရက်သား9304ယောက်သေဆုံးခဲ့ပြီး9888ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ data for မြန်မာအဖွဲ့ကမလ12ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ပါတယ်။အကျန်းဖက်မှုတွေကြောင့်စကိုင်းတိုင်းထဲမှာတလကိုအရက်သား112ယောက်လုံးသေဆုံးပြီးဒဏ်ရာရရှိသူအယောက်80ရှိခဲ့တာပါ။ ဘသူ့ကြောင့်အဆက်သားဘလောက်တည်ဆုံခဲ့ရတယ်ဆိုတဲ့အပိုင်းကအရေးကြီးွားတယ်။အခုအစီရင်ခံစာဟာပြည်ပခါချောင်းအရက်သားတည်ဆုံမှုတွေရက်တက်တော်စေဖို့ရောနေတော်စေဖို့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလှုံ့ဆော်စေချင်တာကအဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။တော်လေရီတက်ဖွဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာအဓိကအဖြစ် nested အတာတွေကိုခြုံငုံပြီးတော့ရင်ညိုတာဖြစ်ပါတယ်။တရင်ရင်းမြင့်တွေမှာတခါတလေအဖွဲ့နာမည်တွေကိုမဖော်ပြတာရှိသလိုဘေးအဖွဲ့ကဘသူ့အောက်မှာရှိရဲဆိုတာကိုပြုစုဖို့ခက်ခဲပါတယ်။ ရွှေဘိုခရိုင်မှာရက်သားတည်ဆုံမှု1400ကျော်ရှိခဲ့ပြီးထိခိုက်တည်ဆုံမှုအများဆုံးပါမုံရွာနဲ့သခိုင်းခရိုင်တွေမှာတော့တည်ဆုံသူ600ကျော်ရှိပြီးကက်မလူရင်းမာပင်နဲ့ကလေးခရိုင်တွေမှာတည်ဆုံသူ900ကျော်စီရှိခဲ့ပါတယ်ရက်သားတည်ဆုံသူတွေထဲမှာစစ်ကောင်စီတပ်လက်ချက်ကြောင့်တည်ဆုံသူ2864ယောက်နဲ့တလရင်တပ်ဖွဲ့တွေကြောင့်တည်ဆုံသူ1281ယောက်ရှိတယ်လို့အစိုးရခန်းစာမှာဖော်ပြပါတယ် ကျွန်တော်တို့နယ်ပယ်မှာတော့ခုလက်ရှိပေါ့နော်စစ်တပ်ကတက်တက်လေကြီးနေပဲ။ပို့ပြီးတော့ကြောင်တက်ခိုင်းမှုတွေပိုးရှိလာတယ်ပေါ့နော်။အရင်ကဆိုရင်လေပေါင်လားပုံနေနဲ့လေရင်နေနဲ့အရင်ကတက်ခတ်တယ်ပေါ့နော်။တက်ခတ်တဲ့နေရာတွေဆိုတာလေဒူးဒူးလူဝဲရှိတဲ့နေရာတွေ၊ခါတင်ကြောင်းတွေ၊စစ်ဆောင်တဲ့နေရာတွေပေါ့နော်။များသောအားဖြင့်ကတော့သူတို့မစိုးမိုးနိုင်တဲ့နေရာတွေပေါ့နော်။ပြည်သူလူထုလူဝဲရှိတဲ့နေရာတွေကိုတည်တံ့တိုက်ခိုက်နေလို့မြင်နေဗျာ။ညာဒေသဘက်ဆိုရင်တတိကြီးရှိမယ်ဗျာ။လက်ရကုံရှိမယ်ပေါ့နော်။ကာကွယ်ဖွဲ့တဲ့ပလန်ရောပိတ်တဲ့ခါမျိုးမှာမလိုက်နာလို့ထိခိုက်သွားတာမျိုးတွေတဲ့ဝဲချမ်းမှာညက်သွားတာဘိုင်းကုန်း င်းတွေမှာဖြည့်ရင်းနဲ့ဖြစ်သွားတာမျိုးလေးတွေတော့ရှိတယ်ဗျဒေတာတော်တော်များများမှာတော့ဖြစ်နေကြပေါ့လေအကျန်းဖတ်မှုတွေကြောင့်တိစုံမှုတွေထဲက83ရာခိုင်နှုန်းဟာအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး23ရာခိုင်နှုန်းကတော့လက်နက်ကြီးဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိစုံကြရတာလို့အစီရင်ခံစာမှာဖော်ပြထားပါတယ်အရက်သားတွေကိုပြစ်မှတ်ထားတပ်ဖြတ်တဲ့ဖြစ်စဉ်တွေဟာမုံရွာစကိုင်းရွှေဘူခင်ဦးကံဘလူမြင်းမူစတဲ့မြို့နယ်တွေမှာအများဆုံးဖြစ်ပွားခဲ့တာပါထိခိုက်မှုတွေကိုကြည့်ရင် အသက်16နှစ်အထက်အမျိုးသားတည်ဆုံးမှုအများဆုံးဖြစ်ပြီးတည်ဆုံးသူ3921ယောက် ရှိတာကြောင့်အရက်သားတည်ဆုံးသူစုစုပေါင်းရဲ80ရာခိုင်နှုန်းရှိပါတယ်အမျိုးသမီးနဲ့ကလေးငယ်တည်ဆုံးမှုက1248ယောက်ရှိပြီးအရက်သားတည်ဆုံးမှုစုစုပေါင်းရဲ24ရာခိုင်နှုန်းအထိရှိပါတယ်တနိုင်ငံလုံးမှာရှိတဲ့ဒေတာနဲ့နေမြေအနှက်မှာပေါ့ဗျာ။ကုန်းချောင်းကနေစစ်ချောင်းမထိုးနိုင်တဲ့ခါလေချောင်းကနေပြည်သူနေတဲ့ရွာတွေထဲမှာပဲဈေးတွေသာသနာအဆောက်အုံတွေတကယ်ကို လူများပါတယ်စီကားရနေရတယ်ပေါ့အဓိကတော့ဒီနေရာကျက်လိုက်တော့အစုလိုက်ပြုတ်လိုက်တက်လို့ရတာပဲဆိုတဲ့အခြေအနေမျိုးနဲ့ပုံချက်တက်ဖြတ်နေတယ်ရှိတယ်ပေါ့ဗျာစစ်တပ်ကတိုက်ပွဲမဖြစ်ပဲလေလက်နက်ကြီးကုန်းတွေအခုဆိုရင်ကျွန်တော်တို့စက်တက်လေဒီပါရာမော်တာတွေနဲ့ဘာတိုက်ပွဲမှာရှိရင်မရှိရှိပုံလိုက်ကျတာလက်နက်ကြီးနဲ့ရန်တပ်ပစ်ခဲ့တာနေ့စဉ်နဲ့များလုံးနေစကိုင်းတိုင်းထဲမှာစီရေးချင်းဝတ်လိုက်နိုင်မှုအားနေတာအရက်သားနဲ့လက်နက်ကင်ခွဲခြားမှုမရှိပဲလက်လွတ်စပဲတိုက်ခိုက်တာ အရသာထိခိုက်မှုနဲ့အောင်ကြိုတင်ကာကွယ်မှုအားနည်းတာတွေကြောင့်ဖြစ်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါကြောင့်လက်နက်ကင်အဖွဲ့အစည်းတွေပြည်ရင်းပြည်ပကအဖွဲ့အစည်းတွေအနေနဲ့စည်ရေးပဋိပက္ခအတွင်အရသာထိခိုက်ဒေဆုံးမှုနဲ့အောင် လေးပေလှုပ်ဆောင်တင်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကျမဒီရီပါရန်ကုန်မနလေးအမြလန်မြို့ချောင်းတိုက်နယ်69မိုင်6ဖလုံနားမှာမတ်လ16ရက်နေ့ပိုင်းကကယ်ဆယ်ရေးအသင်းတစ်ခုရဲ့လူနာတည်ရင်တစည်းတိမ်းမောက်ခဲ့လို့ ူ၃ယောက်သေဆုံးပြီးတော့၂ယောက်ဒဏ်ရာရရှိခဲ့တယ်လို့အမြန်လက်မိသက်တပ်ဖွဲ့ကပြောပါရတယ်။တကယ်ရမြို့နယ်ကနေနေပြည်တော်ကိုလူနာပို့ဆောင်ဖို့သွားတဲ့အောင်စေလူမှုကူညီရေးအသင်းကလူနာတရင်တစည်းဟာအမြန်လမ်းမှာခွေးကိုရှောင်ရင်းအချိန်လုံပြီးတော့လမ်းလေကတစ်ပင်ကိုတိုက်မိပြီးတော့တိမ်းမောက်သွားခဲ့ရတာကနေကားပေါ်မှာပါတဲ့လူနာအပါအဝင်၃ယောက်သေဆုံးပြီးတော့စေနာဝန်ထမ်း၂ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ကပြောပါရတယ်။ တေဆုံးသူတွေထဲမှာစေနာဝင်တဲ့အသင်းသူမိန်းကလေးငယ်လေးပါဝင်တယ်လို့သိရပြီးသူမဟာကိုရန်ဖြေဆိုပြီးတဲ့နောက်စေနာဝင်တဲ့လာရောက်လုကင်ပေးနေသူလို့ဆိုပါတယ်လက်ရှိမှာတော့တေဆုံးသူရုပ်အလောင်းတွေကိုရန်ကုန်မြို့တောင်တုံမြို့နယ်ကြီးစုတုတ်တန်ကို DV ရုံးမြတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်